ုန်ခဲ့ရဲ့ဒူးနိုင်မရဲ့တနာဆွဲတချင်းလေး intro ကိုဘယ်လိုကြည့်ရလဲဆိုတာလေးကိုကျွန်တော်ရဲ့တငယ်ချင်းတွေကိုကျွန်တော်မျှဝေပေးချင်ပါတယ်ဟောနော်အချင်းလေးကတော့ဒီမိုင်နာနဲ့ချဖြစ်ပါတယ်နော် တော့အဲ့အစားက D minor ဖြစ်တဲ့အတွက် D D ကြီးကနေဆပါမယ်နော် D တုံးချွေခုနှစ်ဖက်ကနေနော်လာလာပြီးတော့အဲ့လိုလေ F key ပြတဲ့အတွက် D တုံးချွေခုနှစ်ဖက်ကနေလာလာပြီးတော့တုံးချွေပဲနော်လာလာပြီးတော့ဒေါ်ပြီးနော်အဲ့လိုတည်တာနော်ဒေါ်ရေမီဒီမှာ D ညှင်းချွေရဲ့ ရှစ်ကိုကျွန်တော်တို့တွေ့ရပါမယ်ဒီမှာဆိုရင်တော့အစတော့၃ကျွေး9ကျွေးကနေအခုကွဲကိုကျွန်တော်တို့တွေ့ပါမယ်ရင်ပြင်းဆက်ကလာပါနော်ပြရနဲ့ဒီကျူဆင်းသွားပါနော်ရဲလေပြရနဲ့ရဲလေ mi family do di la လို့လာနော်လာလာဒီတော့တော်နေမီ mi family do di la နော်ကြောက်တန်ဆာရှိမယ်ဖြစ်ဖြစ်လေးနဲ့တန်ဆာမယ် လာဒီဒိုဒိုရီမီတင်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 အေးရမနော်ပြည်ရနေဒီကနေပြန်လာအေးလို့လေးနော်ဖာမီဒီဒိုဒီတာတန် နည်းနည်းရောလက်ဖောက်ခဲ့တယ်ပေါ့နော်ဒီဘာဖြစ်လဲဆိုရင်ဂျိုးကျော်ရဲ့ဟာရီကရမ်းမြနေတယ်ဒီမှာဒီတုံးကျော်ကနေတီချိုးကိုသွားရဲ့အဲ့လိုမျိုးဟာရီကရမ်းမြနေရောလीနော်ဆိုတော့ဖြစ်ဖြစ်ချင်းပြန်ပြပေးမယ်ဒီအထူးဖြစ်ဖြစ်ချင်းပြန်ပြပေးမှာပေါ့နော်ရဲ့ရမ်းနော်ပြရနဲ့ဒီဒေါ်ရမီဒေါ်တီလာအဲလို့လာနော် အစ်တော့ပြန်စားချင်မယ်အထီကိုဖြည်းဖြည်းလေးနဲ့ပြန်စားချင်မယ်ဟေးရမယ်နော်ဆိုတော့ခုနကပဲပြန်လာတာဘယ်လိုလာရလဲဆိုတော့လာလာတိတော့ရဲမှာတင်း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  မှာကျွန်တော်တို့ဒီမဲ့လုံးလုံးလူပြင်းဒီမှာဆက်နေကွယ်နေကျွေးဆက်နေကွယ်မှာပြီးရင်ငါကျွေးဆက်တုံးကွယ်နေဆက်နေကွယ် MP ရနဲ့ဒီဆက်ဆက်နေဆက်တုံးဆက်ငါကိုကျွန်တော်တို့တော့မယ်ရဲ့နော်ရမနော်ဆိုတော့ဒီချင်းပြန်ပြပေးမယ်အစားကနေဖြည်းဖြည်းချင်းပြန်ပြပေးမှာပါနော် ဲ့အချိန်ပဲเนาะပြီးရင်ခုနလိုပဲပြန်လာရဲ့ပြန်လာတာဘောနော်အဲ့ညဒီမှာနှစ်ခါပြန်လာရဲ့အတင်ထရိုလေးရတော့နှစ်ခါပြန်လာပါရဲ့ဒီတူတဲ့ဟောင်းနှစ်ခါတင်လာတာဘောနော်ပြန်နဲ့ဒီမှာအဲအဲ့ကျွန်တော်ဒီလိုတင်းလိုက်တော့ရိုးရိုးလေးဖြစ် အရင်ယူသွားတာပေါ့နော်ဒီဟိုလိုဟိုလို only နဲ့ပစောတိမယ်ဆိုရင်တော့လူမျိုးတိရဆိုရင်တော့ပုံမှန်ရဲ့အဲလို့နော်လူကြီးရတယ်ဆိုရင်တော့ငါချူရဲ့လေးကွဲကိုပြီးငါချူအင်မချူရဲ့မကွဲကိုကျွန်တော်ထိတ်လိုက်မယ်ပြီးတပြန်နဲ့ငါချူပြနည်းနည်းချူအလွတ်ချူတီးလိုက်မယ်လာလာအဲ့လိုပြုံပြုံနော်လာပြီး စားပေးရလေးချွာရလွှဲချွနေပဲပုံမှန်တီးတော့နော်ငါချိုးပဲကစားပေးပြီးတီးပေးရမှာဖြစ်ပါတယ် sorry ဟဲ့လို့ဒီပေါ်နော်ချိုးဖြည်းဖြည်းချင်းအဆကနေဖြည်းဖြည်းချင်းနဲ့တီးကြည့်မယ်ကျွန်တော်အတူတူတီးကြည့်ရမှာပဲနော်ဖြည်းဖြည်းချင်းတီးမယ် ဘူးလို့ရာအချစ်တမင်းလေးရဲ့ဟုတ်လားဘောနော်ဒီမှာအဲ့ဒါရှုပ်ရဆိုတော့ဒီလိုပဲတွေ့လိုက်နော်လေးကျူရဲ့အလက်ကျူပြီးရင်တစ်ကွက်ပြီးရင်တစ်ကွက်ပြီးရင်လက်ကျူပြီးရင်တစ်ကွက်ပြီးရင်ငါးကျူရဲ့တုံးကွက်ပြီးရင်လေးကျူရဲ့လက်ကျူပြီးရင်ငါးကျူရဲ့လက်ကျူနော်နော်အဲ့ကျွန်တော်ဒီမှာ ငါးချို့ပြရတယ်ဒီလေးချို့ကလွှဲကျွနေပြန်ကြည့်ပြရတာအမှန်တကယ်ကငါးချို့ပဲကစားပြရတာနော်ကျွတ်အစားကနေတင်တီးချိမယ် ်ချင်ပါတယ်နော်ကျွန်တော်အားလုံးဆင်ပြေကြပါစေရမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ကျွန်တော်ရဲ့ channel ကို like and subscribe လုပ်ပေးခဲ့ပါကျွန်တော် down ဆိုချင်ပါတယ်ကျွန်တော် TikTok account လေးကိုရောကျွန်တော် Facebook page လေးကိုရော follow လုပ်ပေးခဲ့ပါကျွန်တော် down ဆိုချင်ပါတယ်အားလုံးဆင်ပြေကြပါစေနောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်ကျွန်တော် low set ချင်တဲ့ video လေးတွေတချင်လေးတွေရှင်း comment မှာ share ပေးခဲ့ပါကျေးဇူးတင်ပါတယ်